အလုံးမဲမင်္ဂလာပါဒီတဲ့ဇူလိုင်လနေ့ရက်နေ့မှာတင်ပြမိန်တရားတော်မှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ထိုင်းဝန်ကြီးချုပ်သူကိုရာတူကနေပြီးတော့ဆန်ငယ်လိုက်တဲ့အဲ့ဒါကဖွေးစည်းပုံရဲ့အခြေခံဥပဒေခုံရောက်လာနေပြီးတော့သူကိုဆန်ငယ်လိုက်တာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ကမ်ဘောဒီးယားရဲ့ဝန်ကြီးချုပ်နဲ့စကားပြောတဲ့ဖုန်းနဲ့အတိုက်အသံဖိုင်ကိုပေါက်ချသွားတယ်အဲ့ဒီအသံဖိုင်မှာဘာပြောထားလဲဆိုလို့ရှိရင်သူ့ကိုဦးလေးလို့ခေါ်တယ်ဒီကမ်ဘောဒီးယားရဲ့ဝန်ကြီးချုပ်ကိုပြီးလို့ရှိရင်တော့သူ့ရဲ့ စစ်တပ်ရဲ့အကြီးအကဲကိုเนาะအဲ့ဒါကတိုက်ခိုက်မှုတွေဖြစ်တယ်အဲ့ဒါကြောင့်ဒီဖက်ကလူကိုအပုတ်ချပြီးတော့ဟိုဖက်ကလူကိုเนาะအမောတင်ပြီးတော့ဖားတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်သူကဆိုလို့ရှိရင်တကယ်နော်ကိုချင်းတရားပြပြမှုဥပဒေနဲ့နေပြီးတော့သူကိုဆိုင်ကလိုက်တာဖြစ်တယ်ဥပဒေပုံမှန်ကတော့30မှခွဲ4နဲ့5အရနေပြီးတော့သူအရာထိုးရနေပြီးတော့ဆိုင်ကလိုက်တာဖြစ်တယ်အဲ့ဒီပြတော့သူအရေးချင်းမမိဘူးအချင်းတရားကိုချင်းတရားပြပြတယ်နော်ကိုပြသူလို့ထိုးဖက်မှာကိုရဲ့စစ်တပ်ကိုနေပြီးတော့တာဝန်မခံဘူး အဲ့ဒါကြောင့်ဖွဲ့စည်းပုံခုံရုံးကနေပြီးတော့သူကိုရာထူးဆန်ခတ်လိုက်တယ်ဒါပေမဲ့ယဉ်ကျူးမှုဝန်ကြီးအဖြစ်နဲ့သူ့ကိုတာဝန်ကိုထပ်ဆောင်ခိုင်းတယ်ပြီးလို့ရှိရင်တော့သူ့အောက်ကဒုတိယဝန်ကြီးချုပ်ကနေပြီးတော့အခုပြန်ပြီးတော့အဲ့ဒီသူ့ရဲ့နေရာမှာယာယီခံထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြန်တော့ထိုင်းဝန်ကြီးချုပ်ကဆိုလို့ရှိရင်ယာယီရက်စင်းမှုကိုခံရတယ်ရာထူးကနေပြီးတော့နောက်တစ်ခုကမကွေးနော်အဲ့ဒီကန်ကောမျိုးနေမှာဆိုလို့ရှိရင်တော့ညောခရဲညောကိုနေပြီးတော့ဒေါ်လန်ရဲ့အဖွဲ့တွေကနော်လက်နေကြီးနဲ့ဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း၃၀သေးတယ် အဲ့ဒီမှာအရင်တို့ကမြောက်ခရမ်းရွာဆိုတာ PDF နှစ်ယောက်ကိုနေပြီးတော့တကယ်ကုတ်ကုတ်ပေးမှာအရှင်လက်လက်မြှို့ခဲ့တဲ့တကယ်နာမည်ကြီးခဲ့တဲ့ရွာတယောက်ပေါ့နော်အဲ့ဒါကတကယ်ဖြူစောထီးလေဖြူစောထီးတယ်လို့ပြောတာတဲ့နော်အဲ့ဒီမှာစစ်တပ်ကတော်တော်နော်ကြီးစိုးတဲ့နေရာတွေဖြစ်တဲ့ခါကျတော့ PDF တွေကိုနေပြီးတော့အရှင်လက်လက်မြှို့တာကုတ်ကုတ်ပေးမှာနေပြီးတော့ခြီးတယ်ခြီးပြီးမှသူတို့မြှို့တဲ့ ရောက်ပြွာဖြစ်တယ်နော်အဲ့ဒီရွာကိုနေပြီးတော့ဒီနေ့လက်လက်ချင်းနဲ့ထူလိုက်တာနော်ဒီဘက်ကတော်လိုင်းရဖွဲ့တွေကဆိုတော့အဲ့ဒီမှာအယောက်ပေါက်20တေးတယ်ဆိုတဲ့ဟောက်ကိုဒီနေ့တတိယမီဒီယာမှာတွေ့ရမယ်နောက်တစ်ခုကပုဂိုးတိုင်းနော်ပေါက်ခေါက်မှာဆိုလို့ရှိရင်တော့ဒီအုတ်တွင်းလမ်းပိုင်းမှာဆိုလို့ရှိရင်ကြေးရွာတွေနဲ့အဆက်အသွယ်လုပ်ထားတဲ့အဲ့ဒီနေရာတွေကိုနေပြီးတော့ တကယ်ညတူးဆက်တွေနဲ့နေပြီးတော့တူးလိုက်တယ်အဲ့ဒါပြီးတော့လမ်းကိုအကုန်လုံးဖျက်ဆီးပစ်လိုက်တယ်အဲ့ဒီဂျမ်းမာရဲ့ပညာရဲ့အစာအသောက်ကုန်စက်တွေဖြစ်ဒီနေရာတွေကိုသွားလာလှုပ်ရှားတဲ့နေရာတွေဒေယူပို့ဆောင်ပို့တဲ့တော်တော်ကိုအခက်အခဲရှိနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါဖျက်ဆီးခြင်းဟာဆိုလို့ရှိရင်တော့ဒီ PDF တွေကိုမလာနိုင်အောင်အတွက်ကားတွေနဲ့မလာနိုင်အောင်ဆိုင်ကိန်းနဲ့မလာနိုင်အောင်သူတို့ကအနောက်ရှက် ငကိုမပေးနိုင်အောင်စသည်ဖြင့်ဒီလမ်းတွေကိုနေပြီးတော့အကုန်လုံးဖြည့်ဆည်းပစ်လိုက်တယ်ဆိုတဲ့တဲ့တင်ကိုလည်းပြတော့ကြောက်ချိပန်းတာပေါ့နော် PDF တွေကိုကြောက်ချိပန်းတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမွန်ပြည်နယ်ရေးမျိုးနေမှာဆိုလို့ရှိရင်တော့အာယူတောင်မှာရှိတဲ့ခါမယာ303နော်303တိုက်ရင်ကနေပြီးတော့ဒီစခန်းကုန်းကိုနေပြီးတော့ဒီဖက်ကဒီရေးဘလုတ်ဖွဲ့တွေကဝင်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့ဒီမှာ6ရောက်သေးတယ်55မိနစ်ပဲတိုက်ရတယ်ဒီပြတနာကြီးမှာတိုက်လိုက်ရအောင် နော်အဲ့ဒီအသေးစိတ်ကိုတိတ်တော့မထွက်သေးဘူးဒီနေ့6ရောက်သေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ် PDF တောင်သေးတယ်တကယ်လက်နဲ့ခေရတဲ့တင်းစရာမှုတို့ပါတော့တော့အဲ့ဒီမှာဖော်ပြထားတာကိုတွေ့ရသေးဘူးဒီပြတော့အသေးစိတ်တိတ်မထွက်သေးဘူး6ရောက်သေးတယ်နော်စကားစားဖက်က PDF တောင်သေးတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်အဲ့ဒါကရေဘလူးအဖွဲကနေပြီးတော့တိုင်းပိုက်လိုက်တဲ့စခန်းကူဖြစ်တယ်နောက်တစ်ခုကတကယ်တည်င်းဖို့အနေနဲ့ကျွန်တော်တို့တွေ့ရတာက BGF BGF လို့ပြောတဲ့ခါမှာဒီကရင်ပြည်နယ်မှာရှိတဲ့ ရဲ့လက်နက်ကင်ပေါ့နော် PDGF အဲ့ဒါက nature sound တက်ဖြစ်တယ် nature sound တက်ကဒီမှာအလားနဲ့ blue blue ဖြစ်တယ်တကယ်မိတ်ဆွေတွေဖြစ်တယ်ဆိုတော့အခုမုံချစ်သူရဲ့မြို့တော်ဖြစ်တဲ့ချွေကုတ်ကိုပြတော့မှနော်သူတို့ကလက်နက်ချင်းနဲ့မပြေဘူးဆိုတာအဲ့ဒါပဲနော်သူရဲ့တငင်ချင်းဖြစ်တယ်ဆိုတော့ဒီနေ့ကတော့တတင်းထုတ်တက်လာတာကဘာလဲဆိုတော့သူရဲ့ company နော် Toyota company ရှိတယ်နော်သူသားသမီးတွေပိုင်တယ်သူပိုင်တယ်အဲ့ဒီ company ကိုနေပြီးတော့မအလားကနေပြီးတော့အမီပြက်စင်းကိုသွင်းလိုက်တယ်နော်သွင်းလိုက်တယ်နော်ဘာဖြစ်လို့ဆိုတော့ပိုးကုံရောင်တွေကိုသူတို့ကတင်ပြတာမရှိဘူးပိုးကုံရဲ့ရောင်တွေကို သူတို့တင်ပြတာမရှိတဲ့ခါကျတော့ company ပေါင်း200เนาะ200ဒီဘက်ကိုအမိပြက်စင်းကနေပြီးတော့ထည့်လိုက်တယ်ထည့်လိုက်တဲ့ခါကျတော့ခုနကဒီဘောင်ချစ်သူရဲ့ company ကိုပါတယ်အဲ့ဒါမှ Toyota company ပေါ့เนาะ Toyota company အဲ့ဒါကသူပိုင်တယ်ပြီးလို့ရှိရင်တော့ သူရဲ့သားသမီးတွေပိုင်တယ်ပြီးလို့ရှိရင်တော့သူနဲ့သူသားသမီးပြီးလို့ရှိရင်တော့စီးပွားရေးတာဝန်ခံအဲ့ဒီလူတွေအားလုံးကိုအမှားအလကနေပြီးတော့အမိပြက်စရင်သွင်းလိုက်တယ်ဆိုတဲ့တည်င်းကတကက်တည်င်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်တည်င်းထူတစ်ခုအနေနဲ့လည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကိုချစ်ချင်းအားဖြင့်ကျွန်တော်တို့ဒီခရင်ပြင်းနေမှာဆိုလို့ရှိရင်စက်တလျှောက်မှာသူတို့တိုက်ပွဲတွေဖြစ်တယ်စခန်းတွေအများကြီးသိမ်းတယ် တင်တဲ့ထက်မှာကျွန်တော်တို့စဉ်းစားကြည့်เนาะအရင်တော့ဆိုလို့ရှိရင်တော့တစ်ခွက်နဲ့တစ်ခွက်မထကြဘူး BGF တွင်နဲ့ပြီးလို့ရှိရင်တော့ DKBA နဲ့ပြီးလို့ရှိရင်တော့ KTLA လို့ခေါ်တယ်เนาะအဲ့ဒီမှာအဖွဲ့တွေ PDF တွေရှိတယ်ဆိုတော့ဒီလူတွေနဲ့เนาะတယောက်ကိုတယောက်တိတ် မတည့်ကြဘူးเนาะစခန်းတစ်ခုကိုတိုက်ဖို့ဆိုလို့ရှိရင်သူဖက်ကိုဖက်စသည်ဖြင့်เนาะပိုင်နဲ့တော့ခွဲပြီးတော့เนาะသူတို့အချင်းချင်းချရတယ်အဲ့လိုမျိုးပုံစံမျိုးကိုအခုကပြောင်းလဲသွားပြီးတော့နေဆက်တစ်လျှောက်မှာဆိုလို့ရှိရင်စခန်းတွေကိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတိုက်နေတော့တွေ့ရတယ်เนาะအဲ့ဒါအားဖြင့်เนาะဒီမောင်ချစ်သူကဆိုလို့ရှိရင်เนาะဒီဖက်ကကရင်လက်နက်ကင်တွေဖြစ်တဲ့ KNLA တို့ PDF တွေပြီးလို့ရှိတော့ DKBA တို့ KTLA တို့ ਨੇ ပူပေါင်းမှုတွေရှိတယ်ဆိုတာเนาะသတင်းမီဒီယာတွေမှာဖော်ပြခြင်းမရှိဘူးเนาะကရင်ဖက်ကသတင်းမီဒီယာတွေမှာလည်းဖော်ပြခြင်းတော့မရှိဘူးဒါပေမဲ့သူတို့စေးလုံးနေတဲ့ ယ်ဆိုတဲ့ဟာကိုတော့အကြံဖြင့်ကျွန်တော်တို့သိရတယ်ဘေးအဖွဲ့တယ်ဘေးအဖွဲ့တယ်ပါတယ်ဆိုတာတော့ကျွန်တော်တို့အသေးစိတ်မသိရဘူးဒါပေမဲ့သိတာကဘာတူလဲဆိုတော့တော့မအလာသိတယ်နမအလာသိတယ်ဆိုတော့မအလာကအဲ့လိုမျိုးသိလာပြီဆိုလို့ရှိရင်အခုအမီပြက်စင်ဆပ်ရက်ကျညာလာပြီเนาะသူတငယ်ချင်းတော့တကယ်တော်တော်များဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတကယ်တိတ်တိတ်ကျချမ်းသာတဲ့လူတွေဖြစ်တယ်။တော့မြို့တော်မှာကိုပိုင်တည်လို့ရတယ်နော်။အဲ့ဒီ BGF ကရွှေကုတ်ကိုမြို့ဆိုတာသူတည်တာ ပြီးလို့ရှိရင်တော့ company တွေအများကြီးရှိတယ်စီးပွားရေးတွေအများကြီးရှိတယ်ကြားဖြန့်တွေအများကြီးလုပ်တယ်ဆိုတော့ဒီဟာကိုအဓိကချုပ်ကင်ထားတာကဒီလိုပဲဖြစ်တယ်เนาะဆိုတော့အဲ့ဒါကဒီမအလိုက်ရဲ့တကက်သွေးတောက်တငေချင်းရဲ့ company တစ်ခုကိုအရေးယူတယ်ဆိုတာတကက်တဒင်းထုတစ်ခုနေလဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အစ်ပြေတာနည်းနည်းခွာကွဲနေပြီသူတို့နေရအောင်เนาะတယောက်ပေါ်တယောက်နည်းနည်းအမြင်ဆောင်းလာပြီနောက်ဆုံးကြားလို့ရှိရင်တော့သူတို့ဒီရွှေကုတ်ကိုကိုเนาะလုံးဝရစရာမရှိအောင်လက်နက်နဲ့ ဒီလက်နဲ့ကြီးတွေနဲ့ပြီးလို့ရှိရင်တော့လင်းရင်ပြနဲ့အဖကုံပုံချေးလိမ့်မယ်။နော်အဲ့လိုမျိုးဖြစ်လာပြီးဆိုလို့ရှိရင်တော့သူတို့တယောက်ခွာပွဲပြီးနော်။တည်င်းတွေဘာတွေမှာတော့မတွက်လာဘူး။ဒါပေမဲ့ဒီအတက်တစ်ခုဖြစ်လာတဲ့အရာတွေပေါ့ပေါ်လာပြီပေါ့ဒီပြရတော့နော်။သူတို့နေရအောင်ဆိုလို့ရှိရင်နည်းနည်းအာတကယ်တယောက်ကတယောက်အခုအမိပြက်စင်းသွင်းတဲ့အထီတောင်မှရောက်သွားပြီဆိုလို့ရှိရင်နော်အဲ့ဒီတော်လိုင်းရဲ့အဖွဲ့တွေနဲ့ဒီဒီ KPA တွေနဲ့ရင်းလက်နဲ့ကြွေအလုံးဟာပေါင်းစည်းသွားပြီဆိုတဲ့ဟာကိုအလားဖက်ကခံယူတာဖြစ်တယ်။အဲ့ဒါကြောင့် အဲ့ဒီ company ကိုနေပြီးတော့အမေပြည့်စင်းသွင်းတယ်သူကလည်းသွင်းတယ်သားသမီးတို့လည်းသွင်းတယ်စီးပွားရေးလုပ်ငန်းလုပ်တဲ့လူခုသမီးအကုန်လုံးသွင်းတယ်ဒီပြရတော့အကုန်လုံးပါတယ်သူတို့မိသားစုတွေသူ့အဖွဲ့အစည်းတွေအကုန်လုံးပါသွားပြီเนาะအမေပြည့်စင်းမှပါသွားပြီဆိုတဲ့အခါကျတော့ဒါကတော့တကက်တင်းထူးတင်းကောင်းเนาะကောင်းစီတင်းအနေနဲ့ဒီနေ့တင်းမီဒီယာတိုင်းတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ် တစ်ခုကမုံရွာမှာရှိတဲ့တပိတ်ကောင်းဆောင်လူအများစုခေါ်တာကဝက်ဝံလေးပေါ့နော်သူဝါဝါတုံနေဆိုတော့နော်သူရဲ့နာမည်ကတော့ကိုဝေမိုးနိုင်နော်ကိုဝေမိုးနိုင်ကနေပြီးတော့အုပ်ဖို့ထောင်မှာသူတို့ပြောင်းလိုက်တယ်ပြောင်းလိုက်ပြီးမှအဲ့ဒီမှာတကယ့်အချင်းဦးစီးကနေပြီးတော့ကောင်းဆောင်တယောက်ကနေပြီးတော့သူ့ကိုရိုက်နှက်တယ်နော်တန်တုံနဲ့ရက်တယ်ရက်တဲ့ခါကျတော့သူထွက်တယ်လွန်ကောင်းလို့ကိုယ်နော်အလုံးတွေးထွက်တယ်လွန်ပြီးတော့သူ့ကိုနော်တကယ့်ချစ်ချင်းမိုးတစ်ခါခံပြီးလို့ရှိရင်အလုံးမျိုးတိုက်ပိတ်ခံရတယ်ဆိုတဲ့ဟာတွေ့ရတယ်အစ်ပြတော့စေကူတာဖို့မရဘူးဒီလောက်သွေးထွက်လွန်ပဲလုံးဝစေကူတာခွင့်မရှိဘူး အဲ့ဒါကဒီထောင်ကလူတွေကဆိုလို့ရှိရင်ခဏခဏရိုက်ခိုင်းနေဆိုတာကနော်သူတို့အပေါ်မှာမူတည်ရတဲ့တကယ်ထောင်ပိုင်းတွေထောင်အာဏာပိုင်းတွေသူတို့ရဲ့စိတ်နဲ့စိတ်ထားအပေါ်မှာမူတည်ပြီးတော့နော်အစလို့ရိုက်တာနော်သူတို့ရိုက်တာအမြင်ကပုံမနဲ့ကိုရိုက်တာနော်အဲ့လိုမျိုးထောင်မှာတော့အဲ့လိုမျိုးရှိတယ်နော်အဲ့လိုမျိုးရှိတယ်ဆိုတဲ့ခါကျတော့နော်သူတို့ကချင်းချင်းတွေပါတယ်ခတ်ထားတယ်သူတို့လက်ခုပ်ထည့်ကရေးဆိုတော့ကြိုက်တယ်လို့လုံးလို့ရတယ်တန်တုံးနဲ့ရိုက်တာကောင်းတယ်ပါတယ်ကိုယ်သွေးထွက် တိုင်ယိုဖြစ်ပြီးလို့ရှိရင်သူထွက်လွန်လွန်းလို့မူမေသွားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြကြရတယ်နောက်တစ်ခုက AA ကဘိုချုပ်တွေဘိုကြီးတွေအပါဝဲမိသားစုတရားကြောင့်ကိုဖမ်းတာတယ်ဆိုတဲ့ဗီဒီယိုလေးတစ်ခုကိုနော်သတင်းမီဒီယာမှာတော့ကျွန်တော်တို့မတက်သေးဘူးနော်လူမှုကွန်ရက်ပေါ်မှာတော့တော်တော်ပြန့်နေတဲ့ဒီသတင်းကနော်အခုကျွန်တော်ဒီပေါ်ကတင်ထားပေးမယ်ဆိုတော့အဲ့ဒီဟာကိုချစ်ချစ်လိုက်နော်သူတို့ကအဲ့ဒီမှာဘိုချုပ်တွေဘိုကြီးတွေအဲ့ဒီမှာကြောက်ဖြူမှာဖမ်းခံရတာနော်အဲ့ဒါကိုနော်လူတယောက်ကတင်ထားတာတွေ့ရတယ် တော့အဲ့ဒါကိုကျွန်တော်အခုဒီပုံမှန်တင်ထားပေးတယ်ဆိုတော့အဲ့ဒီမှာလူတွေဘလောက်ထိတော့ကြောက်ကြလဲဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့တကက်စာရွက်စာတမ်းတွေအရေးကြီးတဲ့ဟာတွေဆိုလို့ရှိရင်ဟုတ်မှာတ냐တွေရတဲ့ဌာနချုပ်လို့ပို့ပြီးပြီးလို့ရှိရင်တော့တကယ်မိသားစုတွေပြီးလို့ရှိရင်ဒီ ်တရုတ်ရဲ့လုပ်ငန်းမှာတကယ်အရေးပါတဲ့လူတွေကိုရန်ကုန်မှာအကုန်လုံးရွှေ့လိုက်ပြီเนาะစာရွက်စာတမ်းတွေလည်းအကုန်လုံးရွှေ့ပြီဆိုတော့အဲ့ဒီမှာအခုဒီနေ့တက်လာတဲ့သတင်းတပုတ်ကဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီအချုပ်သားတွေပြီးလို့ရှိရင်တော့အကျဉ်းသားတွေအချုပ်ဆိုတာတော့ထောင်မှာမဟုတ်သေးဘူးပေါ့ထောင်မရောက်ခဲ့အချုပ်မှာချုပ်ထားတာเนาะအချုပ်သားတွေပြီးလို့ရှိရင်တော့ဒီထောင်အကျဉ်းသားတွေကိုနေပြီးတော့အဲ့ဒီမှာစစ်မှုခံဥပဒေနဲ့ ခေါ်ပြီးတော့เนาะအဲ့ဒီမှာစေမထာဥပဒေနဲ့တင်တိုင်းနဲ့ပေးပြီးတော့ကြောက်ဖြူမှာပို့နေတယ်ဆိုတဲ့သတင်းကိုလည်းဒီနေ့တွေ့ရတယ်ဆိုတော့ဒီဗီဒီယိုလေးကိုလည်းเนาะကျွန်တော်တို့တစ်ချက်တော့ကြည့်ကြည့်မယ်အဲ့ဒီထဲမှာကျွန်တော်တို့စိတ်ဝင်စားစရာတစ်ခုကတော့เนาะစိတ်ယုံတွေပေါ်လွန်ကန်တာเนาะဒီရုပ်ပြင်မှာတကယ့်ပွေးကြီးပွေးကောင်းနေနဲ့တို့ချင်းပါကြတယ်တော်တော်ကိုလူတွေကြိုက်နှစ်သက်တဲ့ဗီဒီယိုအပိုင်းစားလေးကိုလည်းကျွန်တော်အဲ့ဒီမှာထည့်ထားပေးတဲ့10မိနစ်လောက်ကြာမယ်ဒါကိုတစ်ချက်တော့ကြည့်ကြရအောင် la confiance, on se fait dire normal dans ça. Ah, vous allez dire la reste. ခုကရွေးကောက်ပွဲရွေးကောက်ပွဲကမှအလားကဒီ2025ကဒီဇင်ဘာလနောက်ဆုံးအပတ်ရပြီးတော့2026ဒီဇန်နဝါရီလပထမအပတ်တွေမှာသူတို့လုံးဝလုံးပြောတယ်အဲ့ဒီမှာ ဆိုတော့ပါတီတွေအများကြီးပါဝင်ရှင်ပြင်မှုတွေရှိမယ်ဆိုတော့အဲ့ဒီပါတီတွေကို UNG ကနေပြီးတော့စောင့်ကြည့်နေတယ်နော်သူတို့ကဒီမအလာနဲ့ blue blonde ဖြစ်လာလားတော့မဟုတ်ရိုးရိုးတတပြိုင်လာလားတော့မဟုတ်နော်ပြည်သူပြည်မှာမပါဘဲနဲ့နော်သူတို့ကဆိုလို့ရှိရင်တစောက်ကန်လုံးနေတာလားစသဖြင့်အပြစ်ပေးအယွေးယူနိုင်ဖို့အတွက်အသေးစိတ်ကိုစောင့်ကြည့်မယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့ကုလသမဂ္ဂကလည်းဒီမအလာလုံးမဲ့ ဒီ your copy ကိုသူတို့လက်မခံဘူးဆိုတဲ့ဟာကို Don Andrew ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ Russia တို့တရုတ်တို့ကြတော့အဲ့သူရဲ့လူဖြစ်တဲ့ခါကျတော့သူတို့ကလက်ခံတယ်ဒီ your copy ကိုလုတ်ဖို့အတွက်အသွင်ကူးပြောင်းရေးအတွက်ပြောင်းလဲကူရဖို့အတွက်မအလားထွက်ပေါက်ရဖို့အတွက်နောက်စသည်ဖြင့်ဒီအတွက်ကတော့ Russia နဲ့တရုတ်ကတော့အကြီးအကျယ်သူတို့ကြိုးစားနေတယ်နော်သူတို့ကတော့အတိမပြုတ်တယ်ပေါ့လေးပြရတော့เนาะဆိုတော့ဒီဖက်ကကုလသမဂ္ဂတို့ဘာတို့ကတော့သူထောက်ခံထားတော့မတွေ့ရဘူးเนาะအခု AUG ကလည်းဒီပါဝင်ပတ်သက်တဲ့ ਨੇ ပါတီတွေကိုနေပြီးတော့เนาะအသေးစိတ်သူတို့မတန်းတင်နေတယ် အသေးစိတ်သူတို့နော်စောင့်ကြည့်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အတိတ်ကတော့ဒီမာလာဖက်ကတစောင့်ပေးပြတော့နေတယ်ဆိုလို့ရှိရင်တော့နော်သူတို့ဟာဆိုလို့ရှိရင်အပြစ်ပေးအေးယူခြင်းကိုခံရမယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့နော်ဇူလိုင်လ2ရက်နေ့မှာတင်မီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ